လိန်တူမိတ်ဆွေစီရင်မောင်ယူပိုင်တယောက်ကငငယ်ဘဝပေါင်မုတ်ဒူးမုတ်ခေါင်းရွက်ပြထိုးတဲ့မနဲ့မနဲ့အိမ်နဘေးလမ်းကြားကနေဖြတ်သွားရင်အော်သွားတဲ့သူ့အတန်ကိုကြားရတယ် ယောက်ျားအတန်နဲ့မိန်းမအတန်ပေါင်းဆက်ထားတဲ့သူတို့ကိုယ်ပိုင်အတန်တစ်မျိုးနဲ့ပေါ့သူ့ရဲ့ကြီးကဂလန်ဂလာပြီးတော့သူကမော်စလင်ရက်ွက်ထဲကလူတွေက သူ့ကိုဒူးမော့ဂလာကန်ဒူးလို့ခေါ်ကြပေမဲ့သူကစိတ်မဆိုးဒါပေမဲ့အရဲ့အပြုံးလည်းမရှိ သူ့ကိုဥပောင်မုံလိုပဲခေါ်လေးရှိတဲ့ငါ့ကိုတော့သူပုံနေတဲ့ပောင်မုံအစနာလေးတွေအစ်စ်ပေးလေးရှိတယ် နောက်တစ်ယောက်ကလည်းမုံတယ်ပဲမုံလုံးကြော်ရောင်းတာသူ့အော်တန်အတိုင်းသူ့ကို မလုံးညွန်းလို့ခေါ်ကြပြန်တယ်သူကဝါဝတုတ်တုတ်ကြီးသူ့မျက်နာကဟုန်ချင်းပောင်နဲ့တူလို့သူ့ကောင်ငါချစ်တယ်တယောက်တည်းနေတဲ့သူတရက်တော့ရုတ်တရက်သေဆုံးသွားတယ်တရက်ကွက်လုံးစုတ်တက်တက်နဲ့ဖြစ်ကြတယ်ညကခေါင်းရင်းပြတင်းပေါက်ဖွင့်အိမ်မီလို့ဆိုလာနောက်တယောက်က ဦးအန်ကုံမင်းသားရန်အောင်နဲ့တူတဲ့တယောက်လူပြောကြီးအိမ်ကို အမြဲလာလေတယ်။လဲဘင်းမှာရွှေဆွဲကြိုးကြီးနဲ့ငါ့ကို တွေ့တိုင်းလူကြောလေးလို့ခေါ်တယ်။ငါကသူ့ရွှေရောင်လက်ပတ်နာရီကိုကင်ကြည့်လေရှိပေမယ်။သူကငါကောင်းလေးကိုပုတ်ယုံကလွဲလို့ငါသားကို လုံးဝမထိပါဘူး။ယောက်ျားလဲဆန်မိန်းမလဲဆန်တဲ့နာမည်ပိုင်ရှင် ကိုတန်းရကတော့ငါရဲ့ ဆန္ဒဆရာဖြစ်တယ်။ငါတို့မျိုးရဲ့ပထမဆုံးသောဂျူဒီပါလာဆိုင်ရှင်ပေါ်စစ်ကကြီးနဲ့ပထမဆုံးညှပ်ဘူးတာသူ့ဆိုင်မှာငါကိုတွေးကေခုတ်ပေးခဲ့ဘူးတယ်။သူက ခုခံအားကြဆင်းတဲ့ယောဂာနဲ့မသေးခင်အထိသူ့ဆိုင်မှာပဲငါစပင်ညှက်ခဲ့တယ်။ရှစ်တန်းမှာ တွေ့တာကတော့ဇာနီအောင်နဲ့ရဲစွမ်းအเจ้าယူနီဖောင်းပစိုးကို မိန်ကလေးတွေလိုနဘေးကောက်ဝတ်တယ်။ ယောက်ျားလေးအချမ်းနဲ့မိန်းကလေးအချမ်းပဲရှိတဲ့စာတင်ကန်းထဲမှာ သူတို့နှစ်ယောက်စာတင်ခုံကိုနန်းရံပဲကပ်ပြီးအတူတူထိုင်ကြတယ်သူတို့ကိုလှောင်ပြောင်စားနောက်သူတွေကိုကွန်ပါဘူးနဲ့ထူတယ်နင်းတို့သာသမီရရင်ငါတို့လိုမဖြစ်ပါစေနဲ့လို့သူတို့မိဘတွေတင်ပေးထားတဲ့အတိုင်းပြန်ပြောလေးရှိတယ်သူတို့ဟာယဟန်ခံရှင်ပြုလို့မရတဲ့မိမရှာပြီဖြစ်တယ် သူတို့ဟာဟိုမရောက်ဒီမရောက်တွေဖြစ်နေတယ်လို့သူတို့ကို ဆုံးမမိတ်ကြားထားတဲ့တရားတွေအတိုင်းသူတို့နာကျင်စွာနဲ့လက်ခံထားကြတယ်အဖွဲလိုက်ကြီးចောင်းပြရာမှာသူတို့အမြဲကြံခဲ့ပေမဲ့တခါငါခေါ်ကြည့်တော့သူတို့လိုက်လာတယ်ကိုရမ်းမှာတော့အောင်းမင်း သူကဟိန္ဒူအရက်ကငါထတောင်ဘူသေးခိုဘက်စင်ကြေပေါင်းက ဟိန္ဒူစုရက်ွက်လေးထဲမှာနေတယ်သူလဲကလာကန်ဒူလို့ အခေါ်ခံရရှာအတန်းထဲမှာကျောင်းသူတွေနဲ့အတူထိုင်နေစာမေးပွဲဖြေကနီးငါနေမကောင်းဖြစ်တော့သူစာတွေလာကူးပေးတယ်ကျူရှင်တင်နေတဲ့ကျောင်းဆရာမတွေစီကနေသူ့လိုက်ထားတဲ့ခမန်မီကွန်စပော့တွေငါကိုလာပြတယ်သူလည်း HIV နဲ့ပဲကြောင်းမပြီးခင်သေးသွားကြော်ရဲကတော့ငါဟာကိုဂိုင်းပူးတဲ့ကောင် ကိုယ်တန်းဖြေပြီးလို့ငါတို့အလဲပတ်သွားရင် ပကံမှာညအိတ်ကြတော့ဒီကောင်ကငှနပေးကဲ့အိတ်ထားယုတ်ဒီရဲ့ငါလန့်နိုးလာတော့သူကပွင့်နေတဲ့ငါပေါင်းပြီးဇက်ပေါက်ကနေလက်ကိုပြန်ယုတ်သွားမနဲ့ကြတော့သူမဟုတ်သလိုနောက်တော့ကောင်လေးတွေတယောက်ပြီးတယောက်တွဲကောင်လေးတွေတယောက်ပြီးတယောက်ကွဲသူ့ပိုက်ဆံတွေပါသွားပြဿနာတွေတက်သူက ခွေးတန်းလန့်နဲ့ပြေးလိုက်တဲ့အခါတွေလည်းရှိ ကောင်လေးတွေက ခွေးတန်းလန့်နဲ့ သူ့နောက်ကလိုက်တဲ့အခါတွေလည်းရှိသူ့ဖေဆုံးတော့အမွေရတထေးခိုက်ဖန်းငါနဲ့တွေ့ရင်ဆက်ပြီးပြီးနဲ့ပြုံးပြနှုတ်ဆက်ဆဲနောက်တစ်ယောက်ကကျူရှင်စရာဦးကျော်ထင်းအိမ်မှာတင်ချာပြပေးမယ်ဆိုပြီးငါတို့ကိုအိမ်ခေါ်တယ်ငါကမတော်ပြင်နောက်တနေ့ကျတော့ငါတငယ်ချင်းကငါ့ကိုပြန်ပြောပြတယ်သူစားတင်ရင်တင်ရင်နဲ့ ဆရာကအတင်းဖဏန်းလို့ထွက်ပြေးခဲ့ရတဲ့ကိုတောင်းတောင်းကတော့ငါတငယ်ချင်းကက်ဆက်ခွေဆိုင်မှာတွေ့တာဆိုင်မှာအာအာရရလာထိုင်နေတဲ့ကောင်တွေသူ့ကိုဆိုင်ထဲခေါ်သွင်းပြီးဟိုကင်ဒီကင်လို့စနောင်နေကြတာတောင်းတောင်းကလည်းယုံနေတလို့လို၊မူနေတလို့လို့နဲ့ဆိုင်ထဲကလည်းထွက်ပြေးမသွားရက်ွက်ထဲကကန်တူးပွဲမှာတော့သူကစတာပဲသူတို့အဖွဲ့ဖြောပြရင် လူတွေတဝဝ တဟာဟာနဲ့ငါတော့သူတို့ဖြောပြနေတာကိုမရေမီသူတို့ကရဲစရာလူသားတွေလားဒါပေမဲ့သူ့ရန်နဲ့သူ့ဇက်ပဲသူတို့ကိုယ်တိုင်ကတစ်နှစ်တစ်ကြိမ်လောက်ဒီလိုစင်ပေါ်မှာကခုံလိုက်ရမှ နေသာထိုင်သာရှိသွားတယ်ဆိုပဲသူလဲမွတ်စလင်တယောက်ဖြစ်ပေမဲ့သူ့ကိုကြတော့ကလားကန်ဒူးလို့ဘယ်သူမှ မခေါ်ကြဘူးသူ့ကိုလူမျိုးရေးခွဲခြားဆက်ဆံခံရဖို့ မေ့လျော့သွားလအောင် သူ့မိကလှလာနဲ့သူ့အကတွေကပြီးပြင်ခဲ့ပုံလေကန်တူးချင်းချင်းတူတူပဲမခွဲခြားကြပါနဲ့လို့ဆိုရမလို့ဆယ်တန်းမှာသပင်သွားသွားညှက်တာတော့တူတူစီမှာသူကမိမရှာလဲဖြစ်မိန်းကလေးလိုလဲပြင်ဆင်ထားတယ်ဆိုပေမဲ့အမှုရာကယောက်ျားလေးတယောက်အတိုင်းခနွယ်ကလေးကလုံးဝမရှိ rock show ပဲတစ်ခုမှာသပင်တွေခါရမ်းပြီးခုံပေါက်နေတာမြင်ဘူး ဆေးမှုနဲ့ထောင်ကြပြန်လွတ်တော့ကောင်းမာလေးအစ်စ်တယောက်နဲ့မတိုင်းမှုဖြစ်ထောင်ပြန်ကြစေပင်ညက်ဆိုင်ကအပြန်ငါသူတို့ဖွဲ့နေအတူအဖက်ရည်ဆိုင် အတူတူထိုင်ဘူးခဲ့တာတတိယငါစတုဒ္ဒမြောက်ရည်စားမှာမောင်လေး၃ယောက်ရှိတဲ့အနေတယောက်ကမိန်းကလေးစိန်နဲ့ရှည်ရင်းမှာရေချိုးရင်သူကပစိုးကိုရင်ရှားပြီးချိုးတယ်။ရံဖြစ်ရင်အောက်ကဟာတွေပါဇက်တဲ့အကုံထဲဆဲတယ်။ ်လူတိုင်းနဲ့ရန်ဖြစ်လူတိုင်းကိုဆဲပြင်းငါနဲ့တော့မဖြစ်ဘူးပါဘူးအဆဲလည်းမခံရဘူးအခုတော့သူចောင်းပြီးသွားပြီထင်ပါရဲ့အဖေကသေးအမေက သူတို့ငငယ်လေးကလေးကထွက်သွားအကိုတွေလည်းနိုင်ငံခြားမှာဆိုတော့အခုအိမ်မှာ သူတယောက်တည်းပေါ့သူမှာအဖေါ်အပေါင်းဆိုလို့လိန်သူချက်သူတွေကလည်းဘယ်သူရှိအောင်မှာလဲနောက်ငါစပင်ညှက်ပေးတဲ့တယောက်ကတဲတဲ့ ငါမှန်ရှိကစုံလေခုံမှာထိုင်လိုက်တိုင်းသူကငါဘားကိုဆွဲစိတ်တယ်။ကောင်းလေဘားပုံညက်မှလဲစပင်းညက်ပြီးရင်နှိပ်ပေးသေးတယ်။ငါမျက်နာပေါ်ကဝက်ချံတွေပါဆန်ညက်ကလက်လေးနဲ့ညက်ပေးလိုက်တော့တယ်။သူ့မှာကယောက်ျားနဲ့ညက်နေညက်နေဆို သူတို့လင်မယာဒါမှမဟုတ်သူတို့လင်လင် ဆိုင်ကယ်လေးတစ်စီးနဲ့ရှောက်လည်နေတာ တွေ့ရတတ်တယ်။နောက်တစ်ယောက်ကငါတို့မျိုးမှာ ဘဲတွေအကြိုက်အများဆုံးဝေဝေသူကတကယ်စော်လေးအတိုင်းရှစ်တန်းလောက်ထီတော့သူကကောင်းလေးတယောက်ပဲနောက်တော့သူလုံးဝစော်လေးအဖြစ်ပြောင်းလဲသွားတော့တာပြောင်းလဲဖို့ကောင်းသွားတဲ့အချက်ကသူ့မျက်နာကငကိုကလေးကမိန်းကလေးတယောက်လိုနုဖက်ချောမောနေလိုပဲကန်တူပွဲမှာသူ့ဝင်မပါသူကမိန်းကလေးတယောက်ထက်တောင်မာနကြီးတယ်ဘသူကြံသေးတယ်လဲဆိုတော့ဥတန်းမောင် ငါအမြဲတောင်းနေတဲ့စာအုပ်ဆိုင်ရဲ့ပိုင်ရှင်။သူကြတော့နှကမ်းမွေးနဲ့ဗလနဲ့သူ့ဆိုင်ကိုလာတဲ့သူ့ပါရဏာတွေလည်းသူ့လိုပဲ။ဗလတောင်းတောင်းနဲ့ခန့်နွယ်နွယ်အကြီးတွေ။တုံးလင်းနဲ့သူ့ဆိုင်မှာငါနေ့စဉ်ဤပါမဂ္ဂဇင်းတွေသွားဖတ်ခဲ့တယ်။ Facebook ကရောက်တော့သူ့စာအုပ်ဆိုင်ပိတ်သွား။သူတို့လည်းမဂ္ဂဇင်းကြပြရီလိုပဲပြောက်သွားငါတို့ငငယ်တုန်းကဂျပန်ကို ကလေးတငယ်တွေ့ဆုံပွဲအတူတူသွားခဲ့တဲ့တငယ်ချင်းမောင်မောင်ဝင်းကိုတော့ Facebook မှာပြန်တွေ့ရတယ်။သူငါးရန်တုံးကလည်းမတူတော့ဘူး။သူမှာတကောလုံးဗလတွေအဖုထက်တွေနဲ့နေကာမျက်မှန်နဲ့အတွင်းခံကလွဲရင်ဘာမှမဝက်ထားတဲ့သူ့ပုံတွေ Facebook မှာတင်တယ်။သူ့ဤစားကလည်းသူ့လိုပဲဗလတွေနဲ့အတွင်းခံပေါင်းမိတထဲတဲ့နဲ့သူ့ကြည့်ရတာဂျေနဲ့ပြောရှင်နေပုံပဲ။ ကေဗင်နဲ့ဘိုးကိုတော့ငါအမေရိကမှာတွေ့တာ နိုင်ငံတကာစာပေသမားတွေတွေ့ဆုံပွဲတက်ရောက်လာတဲ့အထက်ကနှစ်ယောက်ကေဗင်ကကြပြဆရာဘိုးကရုပ်ရှင်ဒါရိုက်တာကေဗင်ကတော့အမေရိကန်ဇာတ်ကားတွေတဲကဟာတာတရုပ်ဆောင်နဲ့တူတယ်ဖန်စီအင်ဂျီတွေနဲ့ပေါင်းပြီးတုံနန်းနန်းတွေနဲ့တွန့်လင်ကွေးကောက်စပင်ပုံစံနဲ့မောက်စိတ်အထူးကြီးနဲ့အမြဲတမ်းသူ့ကြောင့်ပွဲစီနေတာ တချင်းတွေအတန်ကျဲကြီးနဲ့ထားထဆိုစပွဲပေါ်တက်ရက်ပြီးဟာတအိုင်တင်တွေလောက်ပြပြီးတော့သူ့မှာကအိမ်တောင်ယောက်ျားနဲ့ဘိုးကတော့လူအေလူလော့ကတုံးနဲ့ကျွဲကော်ကိုင်မြင့်မှန်နဲ့မုတ်စိန်နဲ့လက်နှစ်ဘက်ကိုပေါင်းပြီးတဲ့လက်နိုင်ပြီးရှောက်တယ်။နေတာလန်ကလက်စပီယန်စော်ကြီးနဲ့အတွေ့များတယ်။ငါကကယ်ဗင်နဲ့အတူလမ်းလျှောက်ထွက်ပူပြီးဘိုးနဲ့အတူတောက်ခူတယ်။နောက်ဆုံးမှတ်မိတာကတော့ဘိုးသူဝင် ငါလက်ထက်တုန်းကငါမိန်းမကို အလှဆင်ပေးခဲ့သူသရိုသမီးဝစ်ဆောင်အတွက်ဈေးတောင်ရှော့ပေးခဲ့သေးတယ်ငါတို့မျိုးကသရိုသမီးတဝက်လောက်ကသူ့ဆင်ပေးခဲ့တာပဲခုနကပြောတဲ့တူတူတို့တဲတဲတို့ဆိုတာသူ့ရပြီတွေသူအောင်မြင်သွားတယ်မိတ်ကက်တက်တာဆွဲပြီးအရှိတောင်အာရှတခွင်ပတ်နေပြီအသက်60နာရီနှကန်းနေတဲ့အကိုကြီးသူတို့ဟာလိန်တူချစ်သူတွေဖြစ်တယ် ဲ့ဒီတော့ဘာဖြစ်တယ်လဲဆိုတော့သူတို့စောက်တလွဲတွေဖြစ်ကြတယ်သူတို့ဟာဘယုတ်ဒုက္ခတွေသူတို့ရဲရတယ်သူတို့ဟာကြေကွဲเสียသူတို့ဟာချစ်เสียသူတို့ဟာယွန်မုံเสียဖြစ်ကြနန်းကြစို့ကြရစ်ကြစောင့်ကြဂုံကြသူတို့ဟာစောက်ဆန်းကြီးတွေသူတို့ဟာတကယ်ကောင်းတွေသူတို့ညှဉ်းညူကြသူတို့စောက်ဖြစ်သေးကြသူတို့တရေပေါ်ကြောင်ကြ မထင်မှတ်တဲ့ယောဂဝေဒနာခံစားရဘလို့ပုံဘလို့နီးနဲ့သိမဲ့ဆိုတာသူတို့မသိကြရသူတို့ဟာတကယ့်ကိုစိုးကြတဲ့ကောင်တွေသူတို့ဟာတကယ့်ကို ကောင်းကြတဲ့ကောင်တွေလည်းဖြစ်သေးရဲ့ကျွန်တော်တို့နဲ့မတူတာဆိုလို့သူတို့ကလိန်တူချစ်တယ်ဖြစ်တယ်ဆိုုံလေး ောင်းယူပိုင်ချစ်ချင်းဖြာဖြာနှင်းစီပြူစာပေချာနေ